တဲ့မှာဗီဒီယိုရိုက်เสียရကိုပိုင်းစတူဒီယိုခန်းတကမ်းမရှိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားလိုက်ပါဟုတ်ပါတယ်ဒီဗီဒီယိုထဲမှာတော့မိတ်တွေက ကိုပိုင်းခန်းတကမ်းရှိမနေဘူးဗီဒီယိုရိုက်ရတာလည်းအဆင်မပြေဘူးပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော်တို့နောက်ခံ background လေးကိုချင်းလို့ရတဲ့နီလန်လေးတွေရှိတယ်ကိုပိုင်းစတူဒီယိုခန်းထဲမှာ setting ပြည့်စုံနဲ့ရိုက်နေရသလိုမိတ်ဆွေနေနဲ့ခံစားသွားစေရမှာဖြစ်ပါတယ်အဲ့လိုလုပ်လို့ရတဲ့ application လေးကတော့ Spring ဖြစ်ပါတယ်မိတ်ဆွေတို့နေနဲ့ဒီ application လေးကို Play Store ကနေသွားပြီး download ဆွဲလို့ရပါတယ် download ဆွဲပြီးရင်မိတ်ဆွေတို့က application နဲ့ ိုဝင်လိုက်ပါ Okay application တွေကိုရောက်ရင်ကျွန်တော်တို့ကဒီ create new ဆိုတာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ကချိန်ကျင်တဲ့ background ကိုအရင်ဦးဆုံးဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ဒီ click အပေါင်းလက္ခဏာလေးနဲ့ပေါ့နော်ဒီ click ဆိုတာလေးကိုချက်ထားလိုက် ဟုတ်ပြီလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒေါင်းလုဆွဲထားတဲ့အထက်ကကျွန်တော်တို့ကြောင်းကျင်တဲ့နောက်ခံပေါ့နော်နောက်ခံ background ကိုရင်ရွေးလိုက်မယ်ရင်ရွေးပြီးရင်ကျွန်တော်တို့ကအဓိက main brief ကိုပေါ့နော် main brief ကိုရွေးမယ်အဲ့ဒီပဲကျွန်တော်တို့ကဒီ overlay ပေါ့နော်ဒီ overlay ကိုချနေလိုက် overlay နေပြီးရင်ကျွန်တော်တို့ကြောင်းကျင်တဲ့ video ကိုရွေးပေးလိုက်ပါ okay ဒီမင်းဒီမှာကျွန်တော်တို့ကစကုနာတစ်ခုနဲ့အချိန်ကမကြိုက်ဘူးပေါ့နော်အောက်ကတော့ကျွန်တော်တို့ main video မှာကျွန်တော်တို့က10စက္ကန့်ရှိတယ် main video က10စက္ကန့်ရှိတယ်ပေါ့နော်အဘွား5စက္ကန့်ပဲရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီအဘွားကောင်လေးကို slam map slam map ပြီးတော့ကျွန်တော်ကအချိန်တူတော့ပေါ့နော် message တော့တူတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာဘာမှလုပ်ပြန်မလို့ပါဘူးကျွန်တော်ကတူရဲ့အတွက်အဘွားကောင်ကိုကျွန်တော်တို့ဒီ application ဆိုတာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့နောက်ခုဖွဲလိုက်မယ် Okay ပြီးရင်ကျွန်တော်တို့ကဒီနောက်ခံ background လေးနဲ့တူအောင်ပေါ့နော်ဒီကောင်လေးကိုနည်းနည်းလေးချက်ပေးလိုက်โอเคဒီပြီးဆိုရင်ကျွန်တော်တို့က background ကိုကျွန်တော်တို့က remove လုပ်မယ်အဲ့တော့ကျွန်တော်ဒီအောင်သားလေးကနေဒီပေးဒီနောက်သားလေးနည်းနည်းဆွဲလိုက်ပေါ့နော်ဒီနောက်နောက်မှာဒီ magic remover ဆိုတာပေါ့နော်အဲဒီကောင်လေးကိုချန်နေလိုက်ပါဒါဆိုလို့ရှိရင်သူကဒီ background ကိုကျွန်တော်သူ remove လုပ်ပေးနေပြီပေါ့နော်နေရာပေါ့နော်နည်းနည်းလေးစောင့်ပေးရပါတယ် โอเคအားလုံးပြီးသွားပြီပေါ့เนาะဒါဆိုလို့ရှိရင်အစီအပြေသွားပြီကျွန်တော် play ကြည့်လိုက်မယ်โอเคစိတ်ကြိုက်ဖြစ်သွားပြီဆိုလို့ရှင်မိတ်ဆွေအားဒီညာဘက်အပေါ်တောင်းကညာလေးကိုနှိပ်ပြီးတော့မှဒီအောက်က CS video ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ မစိခင်မှာမိစေက resolution နဲ့ frame rate တွေ quality တွေကိုကိုတက်တူထားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲဗီဒီယိုလေးကိုသုံးတိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် PK ပါ